်မင်္ဂလာပါကျွန်တော် CS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေတော့ကျွန်တော်ဒီတစ်ခေါက်မှာတော့ floating lateral လေးတွေသွားအောင်နော် floating data type ရဲ့ lateral ဆိုတာတော့ floating data type ကိုဘယ်လို value တွေ assign လုပ်နေပါနော်ကြည့်မယ်ကျွန်တော် floating data type ဆိုတာမယ် point လေးခံမယ်ဒါပဲ10.5 1.0 1.2ဟာကြီးသလိုထက်ကြီးသလိုထက်10.5ဟာကြီးသလိုထက်ဟုတ်နော်ဒါဒီဒါသမားကိန်းပိုင်းပါလေ float တန်ဖို့ပဲဒါဆိုဆိုကွန်တာ float တန်ဖို့ဆိုတာသိသွားပြီ Python programming language ပါဟုတ်ကဲ့အဲကောင်ကျွန်တော် mind bar အနေနဲ့ variable လေးကြော်ညာ ီ equal sign နဲ့တော့ထည့်ထားတယ်ထည့်ပြီးတော့ဒီ minus ပါကို print building function print နဲ့ပါတော့ပြန်ထုတ်ပြထားတယ်ဟုတ်ပြီနောက်တစ်ခုကျတော့ minus ဟုတ်လားဒီ minus 1.52 e ဟုတ်ဟောနောက်တစ်မျိုးထည့်ပြီးတော့ assign knee နဲ့လို့ဒီ e2 sorry 2 e မဟုတ်လား e2 ဒီ e တော့ဗာလဲဆိုတော့တို့ scientific notation နေရာတွေမှာသုံးနေတာပြီးရင်တော့ electronic engineer တွေနားမှာလည်းသုံးနေဒီ system ပေါ့ဒီရေးသားနေစနစ်ပေါ့နော်အာပါလဲဆိုတော့ exponential ရဲ့တိုးကောင်းပဲဒီပုံစံဆိုတာဆိုရင်1.5 into 10 power 2နဲ့ညီမျှတယ်ဒါပဲ ဒါပေမဲ့တန်းနဲ့ထက်နဲ့မြောက်ဒါပဲဟုတ်ကဲ့နော်ပြီးရင်နောက်တစ်ခုနောက်တစ်ခုတော့ဒီမိုင်းပါအောင်တော့ပြန်ထုံမယ်ပြီးရင်တော့ Prince Alan နဲ့တကြောင်ဆင်းပြထားတယ်ဟုတ်နော်နောက်တစ်ခုကျွန်တော်တို့မိုင်းပါ 3.40J ဟောဒါကြကျွန်တော်တို့ဗေနီယာမှာသုံးလဲဆို Complex Number number မှာကျွန်တော်တို့အခြေခံနေတဲ့ integer floating complex ဆိုပြီးတော့ကျွန်တော်သုံးပြရခဲ့တယ် complex number တွေကိုသိကျင်နေဆိုရင် complex number အနေနဲ့ value sign လောက်ကျင်နေဆိုပါဦးထည့်မယ်ဆိုနောက်မှာ j လေးထည့် j လေးထည့်ပြီးဒီ mind ပါကိုပြန်ထုတ်တယ် ထိုးတဲ့နေရာမှာနည်းနည်းလေးတရီထားပဲကျွန်တော် comma တမင်တက်တက်မချပဲထားတယ်ပုံမှန်ဆိုတော့ဒီလိုလေးချားတယ်ဆိုလိုချင်တာကျွန်တော်ဒီအချားတွေဒီ space bar တွေကကျွန်တော်တို့ print ထိုးတဲ့နေရာမှာမတက်ရအောင်ဒါကကိုယ့်အကိုရေးသားတဲ့ပုံစံမှာကျွန်တော်တို့ချားတဲ့အချားဒါမှမပြန်ချားလိုက်မယ်နော်ပြီးမှကျွန်တော်ပြမယ်ပင်ဒီ comma မှားနေတယ်ပြန်တော့ကြည့်မယ်ဒီ mind bar ဒီ complex number နဲ့ပတ်သက်ရင် dot img ရဲ့ dot real ရဲ့ဆိုတဲ့ဘယ်တဲ့မတ်တက်လေးနှစ်ခုဟုတ်လားအဲမတ်တက်လေးနှစ်ခုဒီ dot နဲ့ coin မတ်တက်လို့ပြောတာနော်မတ်တက်လေးနှစ်ခုကျွန်တော် မတိမဖြစ်တည်တည်နေတယ်ထင်လို့ကျွန်တော်ဒါလေးထည့်ပြီးတော့ပြတာဒါကကျွန်တော်တို့ဒိဗတန်ရဲ့ပြန်မယ်ဆိုဒါကစိတ်ကူးရဲ့တန်ဖို့ပေါ့ဒါကရူရဲ့တန်ဖို့ကဒီကောင်ရဲ့စိတ်ကူးနဲ့ဘာလို့ထွက်လာလဲဒီကောင်ရဲ့တကယ်တန်ဖို့ဘာလို့ထွက်လာလဲကြည့်မယ်နော် okay run ကြည့်မယ် run ကြည့်မယ်ကျွန်တော်ကုတ်ဒါလက်တန်းရေးမပြအောင်ရေးမပြောကျွန်တော်တို့ programming တင်နေနေမှာတော့ဆရာဆရာရေးတွေကတော့ like ရေးဆရာရေးပြလာရုံနောက်ကမီအောင် like ရေးအဲ့ဒီတိုင်းတော့ဆောကိုကစလုံးပေါ်မှာလာတယ်ဟိုကဆက်သွားညင်းနေဆိုပြီးတော့ theory တွေမြေပြောက်ပြောက်သွားတယ်ဟုတ်လား ရေးတာတွေအအောင်ဆိုင်ပြီးတော့ theory ဘက်အအောင်နေတော့မှာကြောက်လို့ကျွန်တော်ဒါတော်တော်လေးတွေဆိုတော့တိတ်ရေးမပြရှင်းမပြရဟုတ်ကဲ့နားများလဲရှင်းပါလို့ရေးပြ Okay ကြည့်ရအောင်ကျွန်တော်တို့ run ကြည့်မယ် flow တွေထွက်လေဒါ floating literal မှာနှမျိုးထည့်လို့ရတယ်ဆိုတော့သိရင်ရတယ်ဟုတ်ကဲ့ floating literal မှာကျွန်တော်တို့အဲ့လို e2 ဟော e တင်ငင်တာပါပြီးတော့ထည့်လို့ရတယ်အဲ့ဒီပုံစံလေးမှာဒါပဲမကြည့်ဒါဆိုရင်30နှစ်ထန်းတော့30 square နဲ့ပြောလို့ကြရင်တော့ပါလား 150တက်မှ0ပေါ့ဒါဒီပုံစံထွက်တယ်တန်ဖိုးဒီလိုထွက်တယ်တကယ်ကြရင်အဲ့ဒါလေးမလိုက်တာပရိယန်လန်လောက်တာလို့တချောင်းဆင်းတယ်ပြီးရင်နောက်တစ်ခုနောက်တစ်ခုကတော့ဘာလဲဆိုရင် 3.40j ဟုတ်ဒါမိုင်းပါပုံမှန်တိုင်းပြန်ထွက်တယ်3.4နောက်တစ်ခုက3.40ဟာ .img ရဲ့တန်ဖိုးနောက်တစ်ခုက .real ရဲ့တန်ဖိုးဟာတော့ mymbar.real ရဲ့တန်ဖိုးကျွန်တော်ဖြစ်လဲ0.0ဆိုပြီးထွက်တယ်ဟုတ်လားဒီ methods လေးအဲ့မှာကျွန်တော်တို့ argument သုံးခုမှာတော့တစ်ခုရှိတယ်။ဒီမှာကြည့်တိုင်း space bar ပဲချတယ်။ပုံမှန်လေးနဲ့သူပါချတယ်။ space bar ချတယ်။ကြည့်တာပဲနော်။အခုနဲ့တခုဒီ comma မှာ space bar ကိုမချလဲသူချတယ်။ကျွန်တော်ပြန်ညားလိုက်ရတော့ argument တွေသုံးခုစုံနေချင်မှာကျွန်တော်မိတ်ဆက်ပေးချင်လို့ format ချလို့ရတယ်။ကိုပဲပုံစံနဲ့ထွက်ချင်တယ်။ဟုတ်လားကိုပဲပုံစံနဲ့ထွက်ချင်တယ်ဒါနောက်ထပ်တစ်မျိုးထပ် run လာပြီနော်။ဒါလေး off ဆိုဒီနားလို့လောက်တာပဲနော်။ Okay ။ကြည့်မယ်။ run module ျွန်တော်တို့ဒီမှာဒီကောင်နှစ်ခုဖြစ်လိုက်လဲဒီစပေးပါဂျမ်နီလားဂျမ်နီလားနော်ပေးလားဒါဒီစပေးပါချလာနဲ့ဒီကတက်ရောက်မှုနဲ့မဆိုင်ဘူးဆိုကျွန်တော်သိချင်လို့ဟုတ်လားဒါသူရဲ့ပုံမဲ့ပိုင်သွင်း format တိုင်းပဲပါ argument သုံးခုညမှာစပေးပါချအဲ့ဒီဟာကိုလို့ထိန်းချုပ်နေတယ်ဒီမှာ and တို့ self တို့နဲ့ထိန်းချုပ်တာ scb self equal ကျွန်တော်ဒီနေရာမှာ data နေထားလိုက်မယ်။ဘာစပေးပါမှမပေါ့။ဟုတ်လား။ဘာစပေးပါမှမပေါ့။ကြည့်ကြည့်မယ်။ဘာ touch မှလည်းမပေါ့။ဘာ character မှလည်းမပေါ့။ identity ထည့်ကြည့်။ပြန်ရွှေ။ဟော။ဟော။တွေ့လား။ ဆက်မှာဘာမှမထင်တော့သူဘာပြောက်တာစပေးရတွေပြောက်တယ်တစ်ခဏတကူကတ်မကုန်လားတော့ပုံမဲ့ဆိုတာချားနေရမယ်ဟာဗလာပါရမီတာတကူဒါပါရမီတာတကူချားနေရမယ်မချားတော့ဒီဆက်ပြေလုံးဆောင်ချက်လေးတခါလဲရှင်းပြချင်းလို့အော်ကဲဒီနေရာမှာကျွန်တော်တက်ပြီးချားလိုက်မယ်ဗျာ force left d bus left d sorry bus left d တက်ချားလိုက်မယ်အားကြောင့်ကျွန်တော်တို့မြင်ရမြင်လာထင်တာကောင်းပါပြန် run မယ်အိုးတွေ့လားဒီပုံစံလေးမှတ်ထားပါဗျာဒါ argument တွေကိုကျွန်တော် format ချားလို့ရတယ်ဆိုတာတည်နေခြင်းနဲ့ဆက်ဆိုတာလေးစတင် မိတ်ဆက်ပေးနိုင်မယ်နော်ဒါဟာသင်ရတဲ့ lecture တွေသင်ရတဲ့ okay okay thank you ပြကျွန်တော်နောက်တစ်ကောင်းသင်ခန်းမှာ string lecture တွေကိုတွားမယ် okay thank you ပြ